ဒီကုနေဟိသနာသီလမြတ်သူတန်းနှင့်သာကပညာသင်္လာလောက်လုံးအကျင့်ကျေစုဂုံတို့ကြောင့်ဒေဝတံယောဂမကဥပမတွေ့နတ်တရတဲ့ကောင်းတယ်ဘာယောဂမှမရှိဘူးဘာယောဂမှမရှိဘူးဆိုတဲ့ဥစ္စာစာပြောနဲ့လာလို့ဆိုတော့ဘုန်းကြီးကတော့စာပြောနဲ့တင်းတိမ်တာမဟုတ်လို့လေစဉ်းစားတယ်ပထမဆုံးသွားဖြစ်ရတဲ့ကံကဘွားကနေနတ်သွားဖြစ် အမိဝမ်းနဲ့ပါကျင်းကျင်းမြောင်းမြောင်းနဲ့ပဋိသန္ဓေနေပြီးမှဖြစ်ရတာမဟုတ်ဘူးဒီရင်အမှန်တမ်းပါနေတယ်သူတို့ကဘွားကနေကိုဒီ16နှစ်လောက်အသက်20လောက်တောင်းတောင်တင်းတင်းဘွားကနေသွားဖြစ်အကံသိကောင်းတယ်တခါစိတ်ရတဲ့ချမ်းသာတဲ့ကိုသူတို့နေကြတာဒီတော့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကလည်းတဲကောင်းတခါဥဒုကခုလိုအေးလိုက်ပူလိုက်တလို့မဟုတ်ဘူး ကုလူပြင်မှာတော့တော်ကြအေးလိုက်တော်ကြပူလိုက်အေးနဲ့မတည့်တဲ့သူကအေးမိလို့ယောဂဖြစ်အပူနဲ့မတည့်တဲ့သူကအပူဖြစ်အပူမိလို့ယောဂဖြစ်နတ်ပြင်မှာအဲ့ဒါတွေမရှိဘူးအစာအစာဆိုတော့နတ်တုတာကလေးလက်တဆုပ်ကလောက်ဘာမှမမြင်ဘူးလက်တဆုပ်လောက်စားလိုက်လို့ရှိရင်သမင်းသာလဲပြေးတယ်ရင်းကလည်းပြေးတယ်စိတ်စိတ်လက်ချမ်းသာသွားတယ်စိတ်လက်ကြီးသွားတယ် တဲ့တော့အာဟာရကကောင်းနေတာဖြစ်တော့အာဟာရကြောင့်လည်းယောဂမဖြစ်ဘူးကိုယ်ကအစာမှလို့ဗာစာမီလို့ယောဂဖြစ်ဗာစာမီလို့ယောဂဖြစ်အဲ့ဒီတော့နတ်ပြည်မှာကဥပုကလည်းကောင်းတယ်အစာအာဟာရကလည်းကောင်းတယ်စိတ်ကလည်းချမ်းသာတယ်လို့ဆိုတော့နတ်ပြည်မှာယောဂဖြစ်เสียမှရှိဘူးဘာကြောင့်ဒေဝတန်ယောဂမကဥပမတွေ့သဘောပွဲရေးနေထိုင်ရေးနင်းမင်းပဲဆိုတာကင်းစင်กว่าလက်ပြမာနိုင်ရဖြစ်သူ ကတာဤလူပြီမှသူတေးကြလင်ခဏမနေကရောက်ကြရလေကုန်ပြီလို့တတော်သူတော်ကောင်းပြီဟိုကြမှာကာမတုံအဖြစ်ရစ်လို့မေ့ခြင်းမေ့မယ်ဒီကသွားတော့ကသူတော်ကောင်းပြီပါအထက်လျောက်သူတော်ကောင်းသိနေကြီးသွားကြတဲ့ပုံကူတွေနှက်ပြမှာဖြစ်ကြတယ်ဟိုကြတော့တချို့နှက်တွေစီစဉ်ရစ်ပြီးတော့မေ့တယ်ဒါတော့ကြည့်ပြမှာပေါ့ တော့ကိုယ့်ကိုယ်ကိုပြန်စဉ်းစားဟိုမှာဒီလိုဒီလိုပုံကိုယ်တွေဟိုမှာနေကြတယ်။အဲဒီလိုပုံကိုယ်တွေဟိုမှာနေတော့ငါပါကောပဓာတရားဘယ်လောက်ရှိပဓာတရားသိရှိယုံကြည်တဲ့ကံတိုင်းရဲ့ကျိုးကိုသိယုံကြည်တယ်။သိယုံကြည်လို့ကုသိုလ်တွေသိပြုကျင်တာပဲ။ဟုတ်ပြီဒါပဓာတရားရှိ။တခါသီလအဲ့ဒါတတိထားရမယ်။ခုပြမယ်တော့ကဒါနကိုပြုရမှာဝမလေးဘူး။ ငါးပါးသီလလောက်ထိမ့်သိရမှာတော့တော်တော်ကိုဝန်လေးတယ်။ငါးပါးသီလထိမ့်မှအဲဒီဖြင်းကလိုက်မယ်လို့ဆိုရင်ပဲငါးပါးသီလတော့နေရမှာနှစ်ပါးလောက်ပါ။သုံးပါးလောက်ပါနဲ့အဲ့ဒါအဝိဇ္ဇိကတခြားကဒီလိုမဟုတ်ဘူး။ဘုန်းကြီးတို့ဘာတော့ကိုစီကပြီးတော့နေတဲ့အစိတ်အပိုင်းကတောင်ဘုန်းကြီးကြီးမှာတော့မဟုတ်ဘူးပေါ့လေ။တဖြင့်ပြောတာကြား ဟောဒီဒီဖေးကိုခမားမအအကျိုးရခြင်းလို့ကြည့်ရင်သီလနာဘသီလထိညာမယ်လို့ဆိုတော့ဒီပေါင်းဘုဒီနှစ်ပွားလောက်မရဘူးလားအဲသုံးပွားလောက်မရဘူးလားအဲ့ဒါလို့သူတို့ကြည့်တော့မယ်သူတို့ကောင်းစာရီဘာရီညာမေးလို့ဘုန်းကြီးတို့ညာစိတ်ကြလို့ပြီးတော့ဒီကကြားလိုက်တော့အဲ့ဒါဘုန်းကြီးတွေက ငါးပါးတိလာထင်ရမယ်ဥစ္စာအခုဈေးဖြစ်နေတယ်ဒါခွန်ညာမကြိုက်ပါဘူးခွန်ကြီးကိုကြီးညိုတယ်ဆိုရင်ငါးပါးတိလာလောက်ကတော့ခိုင်ခိုင်မာမာကိုထိန်းထားမှအကြီးညိုခံကျင်တယ်ဘာဖြစ်လို့လဲဆိုတော့ဟိုခွန်ကြီးကအရှိလျှောက်တွေးတယ်ပေါ့လေဟုတ်ခွန်ကြီးကြီးညိုလိုက်တာအဲကျန်တဲ့ဒီဘဝကြတော့ ဘုန်းကြီးအရင်ညမှလာလို့ဘုန်းကြီးကတို့ကိုသိပ်ပြီးတော့မဆုံးမတာနဲ့တို့အောက်တန်းကျသွားတယ်လို့ဟင်ဒါလို့အဖြစ်မခံနိုင်ဘူးလေမြေတော့မကြီးညိုခြင်းနေတာကောင်းတယ်ကြီးညိုခြင်းလို့ကြည့်ရင်တော့ဘဝပြောင်းသွားတဲ့အခါမှာဂတိလွဲရင်ဘုန်းကြီးတို့မှတာဝန်ရှိတယ်ပြီးတော့ငါးပါးသီလလောက်ကတော့နိမ့်ကာကကြီးကိုထင်ရမှာနိမ့်ကာကကြီးသိပ္ပါလက်ပါကြီး ဝမ်းမြောက်ဝမ်းသာကြီးကိုထင်ရအဲ့လိုပုံပုံတွေကဂတိမလွယ်ဘူးယေဟိတတ္တတိကုနေဟိဒေဝတာဒေဝတံကတာမေဇံပိတေသံဝိဇံတိအဟောမေကုဏဝန္တတံတေကုဏနဗ္ဗမာနံကခာမြံကိုအစွမ်းလောက်လုံးထိုခဲ့သောသောကျေးဇူးကုံတို့သည်ဝေဇံပိဖယအကြိုက်တရားလိုက်၍အာဆိုင်နစ်လိုအင်းငါကုမလီ တံဝေဇံဒီအမြဲမပြတတိချက်လျက်မလပုံသေးရှိကြပြီကုန်၏တို့တွေ့ကြည့်တော့ငါတရားတရားကလည်းအမှန်ကောင်းတာငါတိလာလည်းငါကောင်းလိုက်တာဟုတ်တယ်ဥပုတ်တည်င်းတော့အမြဲမဆောင်နိုင်ဘူးဆိုပါတော့ကောလာပြီလားကွတောင်မှမှန်မှုထားလိုက်တော့ငါဘာတိလာကတော့ငါပဲတော့မှမပြတ်ဘူးငါဘာတိလာကဘလောက်မြတ်စွာဘုရားကချီးမွမ်းတော့ဆိုတော့အရိယာကန္တအရိယာပုဂ္ဂိုလ်များ သေတောင်ဒီဗီလာမပြီးတော့အဲလက်ရှိပစ္စည်းတွေလို့မရှိဘဲနေမှာအဲ့ဟာကြောက်တာအပြီးပြီမယ်လို့လေဟောတိလားကိုပဲကြလို့ချင်းတရက်ပါမယ်လို့ဆိုရင်ဟိုသေးနှခါသေးသုံးနာသေးဆယ်ခါသေးပါရဲကြည့်လိမ့်မလို့ခုတော့သေမှာကြောက်တယ်ကြောက်တယ်ဆိုတာတကယ်တော့သေမှာကြောက်တာမဟုတ်ဘူးပြီးတော့လည်းဘလောက်မှကြာတာမဟုတ်ဘူးသေပြီးတော့ဟိုမှာဖြစ်ရမှာတွေကြောက်နေတာဘုန်းကြီးတောင်းခံတယ်ငါးပါးသီလကူတာလုံးပါ ခုလောက်တရားတရားတွေနဲ့ဆိုရင်ဟိုအမတန်းကိုသိချရပြီငါဘာဒီလာတာလုံလေငါဘာဒီလာမလုံဘူးဆိုရင်တော့ဒါကတော့ဘသူ့အတွက်မှတာဝန်ခံလို့မဖြစ်ဘူးဆက်ကြောဒေဂုဏနဗ္ဗမနံကခာမြန်ဖို့သခံလောက်လုံထုခဲ့သောကျေစုကုံတို့သည်မေချံပြီးဖရာအကြိုက်တရားလိုက်၍အားစိတ်နှစ်လို့ဤငါကုမာလီ တံဝိဇန်ဒီအမြဲမပြတတိချက်ရမလပုံသေးရှိကြပေကုန်၏ဓမ္မဝုံမြောက်เสียကောင်းတယ်ဒါတော့ဘုန်းကြီးကတစ်ဆင့်တွေးတယ်မျက်ပြမှာစီးစိမ်တွေရစ်ပြီးတော့နေတဲ့သူတွေကလည်းရှိတယ်ကိုမဲလို့ပေါ်ပေါ်ဆဆနေတဲ့သူတွေကလည်းရှိတယ်တမျိုးတစ်ခါတွေးပြန်တယ်ဘုန်းကြီးကလဲသိချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့ဖျားဖြစ်မဲ့ဖျားအလောင်းကမျက်ပြမှာပြမှာရှိတယ်တစ်ခါ တသိန်းချင်းနဲ့ကဘာသိန်းပါရမီဖြည့်ပြီးတော့ကြွတန်းဝင်ဖို့ရံအရိမတ္တိယမြတ်စွာဘုရားပွင့်ရင်အဲ့ကတော်ကဖြစ်ဖို့ရံအလောင်းနှစ်ပါးလဲဒီနတ်ပြည်နဲ့ပြမပြည်မှာရှိကြလိမ့်မယ်တခါကဘာသိန်းပါရမီပြည့်ပြီးတော့ဘိက္ခုဘိက္ခုနီတွေလုံးပြီးတော့ယဟန္တာဖြစ်ကြမယ်သူတော်ကောင်းအလောင်းနေရာတွေလဲဒီနတ်ပြည်ပြမပြည်မှာရှိကြမယ်ဘုန်းကြီးတို့မြတ်စွာဘုရားပွင့်တော်မူတဲ့အခါဓမ္မစကြာတရားဟောတော့ နတ်တွေပြမာတွေဆက်ချက်ကလေးကျတောင်းဝင်တယ်လို့ဆိုတယ်။အဲ့ဒီဆက်ချက်ကလေးတဲကလူဟာလေအရှင်ကုန်းနေညာတပားတဲ့ပါတယ်။အားလုံးနတ်တွေပြမာတွေသူတို့ဆက်ချက်ကလေးလို့ဆိုတဲ့ဥစ္စာဟာမြန်မာပြည်ရဲ့လူဦးရေကနှစ်ကလေးကျော်ကျော်လေးရှိတယ်။ပထမတရားဝင်ကျတောင်းဝင်လိုက်တဲ့ဥစ္စာမြန်မာပြည်ရဲ့လူဦးရေလောက်တဲ့အများကြီးပါနေတဲ့နတ်တွေပြမာတွေကျတောင်းဝင်ကြတယ်။အဲ့ဒီလိုပါရမီရင့်နေတဲ့ကျတောင်းဝင်ဖို့ရန် ဆောင်ပြီးတော့နေကြတဲ့သူတွေဟာနတ်ပြည်ဗမာပြည်မှာအများကြီးရှိမယ်။တတိတော်တို့လူပြည်ပဲနဲ့နေပါ။ဘုန်းကြီးသိမထင်ဘူး။ဘာလို့လဲသိမထင်တုံးလို့ဆိုတော့လူတွေကခုနငါးပါးဒီလကိုတောင်းမှသူတို့ကအဲလုံလုံချောချောမင်းမင်းချက်ချက်မထိမ့်ဘူးလို့ဆိုတော့ဟိုပါရမီရင့်ပြီးသားလို့ဆိုဖို့တော့မလွယ်တော့ဘူး။ဟုတ်တယ်ခဏဘန်းကလေးသူတော်ကောင်းတော့ပြောခြင်းပြောနိုင်တယ်။ ပါရမီရင်ပြီးသားဆိုတာကတော့မလွယ်တော့ဘူးဒါတော့ဘုန်းကြီးဟာခုကြက်ကြက်လိလာပြီးတော့နေတယ်လူလောကကြီးကလူတွေညံ့လိုက်တာမြန်မာနိုင်ငံကသာညံ့မလားလို့ဆိုတော့ဟောနိုင်ငံကြီးကထိတ်တန်းဆိုတဲ့နိုင်ငံတွေကလည်းလောကီအာယုန်တွေလိုက်စားပြီးတော့လောကီအာယုန်တွေကြီးကျယ်အောင်လုပ်နေကြတယ်မကောင်းပါဘူးပြီးတော့တချို့ကလည်းစစ်ဘက်ကနေပြီးတော့လက်နက်တွေအများကြီးလုပ်နေကြတယ်နိုင်ငံကြီးတွေမှာ အဲ့တော့နိုင်ငံခြားကလည်းပါရမီရှင်သူတော်စင်သိနေနေပြီထင်တယ်။မြန်မာနိုင်ငံမှာလည်းပါရမီရှင်သူတော်စင်ဟာရှိတော့ရှိပါတယ်။ပျောက်ကြားပျောက်ကြားရှိနေတဲ့လက္ခဏာရှိတယ်။တချို့အမျိုးသားတွေတချို့အမျိုးသမီးတွေတကယ်ပါရမီရှင်သူတော်စင်လက္ခဏာနဲ့သူတော်ကောင်းလေးတွေရှိကြပါတယ်။တချို့ယဟန်သင်္ဃာတော်လေးတွေတကယ်သူတော်ကောင်းသိတတ်ကလေးတွေနဲ့ရှိကြပါတယ်။အဲလိုပုံကိုယ်တွေကတော့ကျွတ်တောင်းဝင်ခြင်းရင်တော့ဝင်မှာပဲ။ဝင်ခြင်းရင်ဆိုတဲ့ဥစ္စာမိမိပါရမီက ဟိုတော်တော်ကလေးရင်းရင်ပန်ပန်ပေါ့လေညာဒူးတွေဘာတွေနဲ့ပန်းနေလို့ရှိရင်တော့မဝင်နိုင်သေးဘူးပေါ့တလုံးမဟုတ်ဖက်နဲ့ဆိုလို့ရှိရင်ပြင်အရိမတ္တရာမြတ်စွာဘုရားလက်ထက်မှာကျွတ်တန်းဝင်မဲ့အမျိုးသားတွေအမျိုးသမီးတွေယဟန်တော်တွေအဲရှိကြပါတယ်ရွတ်အုပ်ကြီးလေးတွေသူတော်ကောင်းလေးတွေတိုးတော်ထင်ထင်ရှားရှားကြီးပေါ့လေအဲဒီနိုင်ငံထင်ထင်ရှားရှားဆိုတဲ့သူကတော့ပေးပြီးတော့စိတ်မချရဘူးနော်ပါရမီတွေက ဘာဖြစ်လို့ဆိုတော့သူတို့လုပ်ကုန်ကံကုန်ကြီးကအကုသို့အပြစ်တွေသိမ့်မပြင်းရဘူးအကုသို့အပြစ်ရှိမှန်းသိရတဲ့အတိုင်းလောကကိုလိုက်ပြီးတော့လုံနေကြတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဘုန်းကြီးကအဲတကယ်ပါရမီရှင်ကျွတ်တန်းဝင်ဖို့ရန်ပြင်းနေတဲ့ပူတော်စင်လို့ဘုန်းကြီးကမယူဆနိုင်ပါဘူးယေနိတ္တာတိဘုနေဟိဒေဝတာဒေဝတံကတံမေချံပိတေတံဝေဇံတိအဟောမေကုဏဝန္တတံ ပေါ်ကောင်းစည်ရင်ဝင်တွေကဘာဖြစ်လို့မလုံနိုင်ရသလဲအဲ့ဒါလည်းမလုံနိုင်လို့ရှိရင်မိမိတို့အတွက်လာမဲ့ဘဝတောင်မှမသိကြဘူးဒါလို့လုံနိုင်လို့ရှိရင်ပြန်လာမဲ့ဘဝတင်မကဘူးအရိမတ္တရာမြတ်စွာဘုရားပွင့်တဲ့အခါမှာကျွတ်တန်းဝင်ကိုအလောင်းလျာသူတော်ကောင်းတွေမှာဒီကံမှုချပါဝင်နိုင်မယ်ဒါကိုအာမခံနိုင်တယ်ပြီးတော့အာလုံပုဂ္ဂိုလ်တွေဟာလေဘုန်းကြီးပထမပြောခဲ့တဲ့အတိုင်းအမျိုးမြတ်သားလဲကောင်းပါတယ်ဒါပေမဲ့တဏ္ဍာလုံးအတွက်မသေးကြဘူး စီစဉ်ဥစ္စာတွေပေါ်တာလည်းကောင်းပါတယ်ဒါပေမဲ့တဏ္ဍာလုံးအတွက်မသေးကြဘူးရုပ်အခြင်းလှပတင်နေတာလည်းကောင်းပါတယ်တဏ္ဍာလုံးအတွက်မသေးကြဘူးအလိမ္မာကတော့တဏ္ဍာလုံးအတွက်သေးကြပါတယ်သာဝေပညာတတ်တာလည်းတတ်အလိမ္မာကလည်းရှိတလို့ဆိုရင်တဏ္ဍာလုံးအတွက်သာမိမိတို့ရဲ့ပါရမီကသေးကြပါတယ်ဒါကြောင့်မသေးကြတဲ့နန်းကိုဘာဖြစ်လို့လိုက်မလဲ မသေးကြပဲနဲ့တဘဝပြတ်တာကလေးကိုပတ်လို့လိုက်မလဲသိကြတယ်လားလိုက်ပြီးတော့တို့ကျင့်မယ်ကျင့်မယ်လို့ဆိုလိုက်တော့အကုန်လုံးတတိနဲ့နေရတယ်ဆိုတော့ဒါနပြုတယ်ဆိုရင်သူများလုံးဂုံတွေပကာသနာတွေမငဲ့ပဲနဲ့ပြုတဲ့ဒါနမျိုးဖြစ်ရလိမ့်ဘုန်းကြီးတို့ဘုရားရှင်လက်ထက်တော်တို့ကနတ်တယောက်ကဘုရားကိုလာလျှောက်တယ်အရှင်ဘုရား သံဃာဝဲဩကရေရင်ကြီးကိုအရှင်ဘုရားဘယ်လိုနည်းနဲ့ကူးမြောက်ခဲ့ပါသတုံးလို့ငါကလာလျှောက်တော့အပတိတံအနာယူဟံတိဏ္ဏလောကေဝိသာတိကံငါဘုရားကရပ်ပြီးတော့လည်းမနေဘူးငါတလုံးလုံးတလက်လက်လည်းကျိုးစားအထုတ်ပြီးတော့မနေဘူးအဲ့ဒီလိုနည်းနဲ့ငါဝဲဩကရေရင်မှာကူးခဲ့တယ်သံဃာရေရင်ကြီးငါကူးခဲ့တယ်ရက်နေတော့သွားပြီရက်နေတော့မြုပ်သွားတယ် တောင်းတာတွေကရက်လည်းမနေဘူးအဲ့နဲ့လေရေဒီကူးတယ်ဆိုတဲ့သူဟာမြစ်ချောင်းကူးတဲ့သူဆိုတဲ့ဥစ္စာမောရင်ခဏရက်ရမယ်မမောလို့ရှိရင်လှုပ်လှက်ပြီးတော့ကူးခတ်ရမယ်ဘာမှလုံနာပဲခုတော့မြတ်စွာဘုရားကဘယ်နဲ့လဲငါဘုရားကဒီလှုပ်လှက်ပြီးတော့အထုလည်းမနေဘူးတဲ့အနာယဟံလှုပ်လှုပ်လှက်လှက်လည်းပဲတကယ်တော့လက်တွေပါတဲ့ခြေတွေနဲ့ရက်နေသလိုလှုပ်လှုပ်လှက်လှက်လည်းငါဘုရားကအာမထုတ်ဘူးတဲ့ ဘာမိုးလို့ပန်းလို့ရက်နေတဲ့အနေမျိုးနဲ့လည်းငါဖះရက်မနေဘူးအဲ့ဒါလို့ရက်လည်းမနေဘူးလှုပ်လည်းမလှုပ်ဘူးတလို့အနေမျိုးနဲ့ကူးခဲ့တယ်လို့ဆိုတော့နတ်ကနားမလဲဘယ်လိုပါလိမ့်မတုံးလို့ဆိုတော့ရက်နေတော့မြုပ်သွားတယ်လှုပ်လို့လည်းကူးလိုက်တော့ညော့သွားတယ်အဲ့ဒါကြောင့်ငါဖះကမရဖက်နဲ့မလှုပ်ဖက်နဲ့ကူးခဲ့တယ်ရက်နေတယ်ဆိုတာဘာလို့ဆိုတော့ဘုန်းကြီးတို့တံ္ဍရာသွားနေတယ်ဆိုတဲ့ဥစ္စာ ဥပ္ပတိတမျိုးတမျိုးပြီးတမျိုးစိတ်ကောင်းတမျိုးပြီးတမျိုးတမျိုးပြီးတမျိုးဒီလိုထားပြီးတော့သွားမှာတန်ត្រာကလုံးပါအဲ့ဒီတဲ့အကုသို့လုတ်တယ်ဆိုလို့ရှိရင်ရက်သွားပြီရက်ရင်ဘာဖြစ်လဲအပယ်လေးပါမြုပ်သွားမယ်တခြားအောဓိဘုံကပါဘူးတဲ့အကုသို့လုတ်ပြီးတကာလနေတဲ့ဥစ္စာရက်နေတာပဲရက်နေရင်မြုပ်တယ်တဲ့တော့တန်ត្រာရေရင်ဘုရင်ကငါဖျက်မရက်ခဲ့ဘူးတဲ့လို့ရင်မျောတယ်ဆိုတဲ့ဥစ္စာကဘာတုံးလို့ဆိုတော့ဟိုကုသိုလ်ကောင်းမှုပြည့်တဲ့အခါမှာ ဘုံပကသနာတွေမျောလို့လူချမ်းသာနတ်ချမ်းသာတွေမျောလို့ဘဝစီစိမ်တောင်းတာလို့အဲ့တော့ပြုပြီဆိုတော့ညောလို့သံဃာတဲကလွတ်ထွက်ပြီးတော့မလာနိုင်ဘူးဘူဘူတမျိုးတမျိုးပြီးတမျိုးစိတ်ကောင်းတမျိုးပြီးတမျိုးတမျိုးပြီးတမျိုးဒီလိုထားပြီးတော့သွားမှသံဃာကလွတ်မှာအဲ့ဒီတဲ့အကုသိုလ်လွတ်တယ်ဆိုလို့ချင်းရက်သွားပြီရက်ရင်ဘာဖြစ်လဲအပယ်လေးပါပြုတ်သွားမယ်တကယ်အကုသိုလ်ကပါဘူးတဲ့အကုသိုလ်လုတ်ပြီးတကာလနေတဲ့ဥစ္စာရက်နေတာပဲရက်နေရင်မြုပ်တယ် ဘောသံဃာရေရင်ဘုရင်ကငါဖះမရက်ခဲ့ဘူးတဲ့လှုပ်ရင်မျောတယ်ဆိုတဲ့ဥစ္စာကဘာတုံးလို့ဆိုတော့ဟိုကုသိုလ်ကောင်းမှုပြုတဲ့အခါမှာဂုံမကာသနာတွေမျောလို့လူချမ်းသာနတ်ချမ်းသာတွေမျောလို့ဘဝအစီစဉ်တောင်းတာလို့အဲ့လိုပြုပြီဆိုတော့မျောလို့သံဃာတဲကလွတ်ထွက်ပြီးတော့မလာနိုင်ဘူးအဲ့ဒါလှုပ်လို့လှက်လှက်နဲ့ကျောင်းကြပြပါရတွေများများနဲ့လှုပ်လိုက်တော့မျောသွားတယ် ဒါကြောင့်မို့ပဂတိရေကူးတဲ့အသွားမျိုးမဟုတ်ပဲနဲ့လှုပ်လဲမလှုပ်ရက်လဲမရက်ပဲနဲ့ငါဘုရားကကူးခဲ့တာကုသိုလ်ကောင်းမှုတွေပြုတော့ကဘာအကျိုးမှမတောင့်တဘူးတကယ်ကိုညံကြီးအောင်လို့ပြုခဲ့တာဆိုတော့ဝိသန္ဓရာမင်းဘဝတုန်းကဒါနတွေပြုတယ်နောက်ဘဝသန္ဓရာဘယ်လိုချမ်းသာဖို့လို့မတောင့်တပါဘူးတသက်တတ္တဝါတွေဆင်းရဲနေတဲ့ဥစ္စာကိုချမ်းသာအောင်လို့မစားရမတောက်ရတဲ့သူတွေစားရတောက်ရအောင်လို့ ဆင်းရဲကြီးလူတော်ဆင်းရဲမရှိလို့မဆင်းရဲနေတဲ့တိုင်းပြည်သားတွေကိုချမ်းသာအောင်လို့ဆင်းပြူတော်လှူလိုက်တာ။ဟိုငါနောက်ဘဝကြတော့ဆင်းပြူတော်ကြီးတွေပြန်ရဖို့ဌိနစီစဉ်တွေရဖို့ဒီလိုကြီးပဲချက်မရှိပါဘူး။ဒီလိုကြီးပဲချက်နဲ့လှုပ်လို့ကြည့်ရင်ညော့သွားမှာပဲ။ယခုတော့ငါကဒီလိုကြီးပဲချက်နဲ့မဟုတ်ဘူး။ဆင်းပြူတော်မရှိလို့ဆင်းရဲတဲ့တိုင်းပြည်တွေချမ်းသာပါစေတော့လို့အဲဒီလိုအနေမျိုးနဲ့ငါဖျားလှူခဲ့တယ်။ဒါကြောင့်ရရင်တော့မြုပ်တယ်လှုပ်ရင်တော့မျောတယ်ဒါကြောင့်မရမလှုပ်ဖဲနဲ့ငါဖျား မဲ့ဖို့နိဗ္ဗာန်ကိုရောက်အောင်ကြိုးစားပြီးတော့လာခဲ့လို့လတ်လာပါလောကီစည်းစိမ်တွေမတောင့်တဘဲနဲ့ကောင်းမှုတွေပြုခဲ့လို့မို့ယခုသံဃာရေရင်ကလွန်မြောက်ပြီးတော့သဗ္ဗညုတဉာဏ်ကိုရတယ်လို့ဘုရားရှင်ဟောတော်မူတယ်။ဒါကြောင့်တက္ကမကလေဆရာကောင်းတမကောင်းနဲ့ဆိုတဲ့ဥစ္စာအဲ့ဒီအကုသို့မပြုတာကတော့ထားတော့မပြုရဘူးပေါ့ကုသို့ပြုတဲ့အခါမလဲပဲဂုံတွေလိုခြင်းလို့အာတေတူနိုင်တန်းနိုင်ပေးနိုင်ကန်းနိုင်ပါတယ်ဆိုတဲ့ချီးမွမ်းခံခြင်းလို့ ဒါလို့လည်းမလို့ရဘူးဒါလို့ဆိုရင်သံတရာတဲ့မြောသွားမယ်။ဘာနောက်ဘဝရှိတဲ့နေလိုချင်လို့ဒါလို့လည်းမလို့ရဘူး။ဒါလို့လုံးချင်လို့ရှိရင်ဒီလိုလုံးလို့ရှိရင်နောက်ဘဝသံတရာမှာအကျိုးပေးပါတယ်။အကျိုးပေးမယ်သံတရာရှိပြီးတော့မြောသွားမယ်။ဒါကြောင့်မေဖို့နိဗ္ဗာန်ရဖို့အတိညာဉ်ကြီးပြဲဖို့တမျိုးသားလည်းကုသိုလ်ပါရမီပြုတယ်လို့အဲ့ဒါလို့မရမလို့ဖဲနဲ့ပါရမီတက်တက်ဖြစ်အောင်သာပြုကြပါတဲ့။ဒါကြောင့်ဟောတာဆရာသမားများကဆရာသမားများရဲ့တာဝန်ပဲ။ အဲ့ဒီတာဝန်တိုင်းမလိုက်တာကမိမိတို့တာဝန်လိုက်တာကလည်းမိမိတို့တာဝန်ဒါကြောင့်ကိုကြီးကဘဝတန်ត្រာမှာစိတ်ကောင်းစေတနာကောင်းနဲ့အပြည့်အလိမ်မှရှိတဲ့အတွက်ကသာလျှင်တန်ត្រာအတွက်စိတ်ချရတယ်ပြင်းပြင်းတပြင်းလောက အလိုက်တဘဝကြီးကျယ်တဲ့အကြီးကျယ်တွေကစိတ်မချရဘူးပြီးတော့ဒါနပြုပြုစေတနာကောင်းကောင်းနဲ့ဥပုပ်တီလာဆောက်တီးဆောက်တီးတရားနှလုံးသွင်းလို့လူတွေနဲ့စကားပြောပြောနဲ့မဟုတ်ပဲနဲ့ တရားနှလုံးသွင်းလို့ခဏငါဥပုပ်သီလဆောက်တည်တယ်ဆောက်တည်လို့ရှိရင်တရားတစ်မျိုးမျိုးနှလုံးသွင်းမယ်လို့ဆရာသမားတွေစီတရားတောင်းတို့တရားနှလုံးသွင်းလို့အာနှစ်ရက်သုံးရက်ရက်ချင်းဆောက်တည်နိုင်တယ်ဆိုရက်ချင်းဆောက်တည်ပြီးတကလာတရားကျင့်လို့အဲ့လိုဆိုလို့ရှိရင်မမျောပါဘူးမမြုပ်မြုပ်ကိုစရာဝေးလို့မျောလည်းမမျောပါဘူးသံဃာကလုတ်ပြီးတကလာသံဃာရေချင်းကိုကူးနိုင်မယ်တဲ့ဒါကြောင့်ဥပုသတင်းဆောက်တည်လို့อืมတရားမြန်နာပြီးတော့အတိညာဏ်ဒီကရှိသလောက် ခဲပြီးတော့ကိုယ့်ကိုယ်ကိုကောင်းအောင်စဉ်းစားလို့အဲ့လိုနေကြမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ဆရာတွေတမားတွေအကြောင်းပြုပြီးတက္ကလာဒကာဒကမတွေလည်းပဲတန်ត្រာကလွတ်လို့ဘုန်းကြီးတို့မလည်းပဲဒကာဒကမတွေရဲ့အကူအညီရပြီးတော့သံသင်္ကန်းကြောင်းဖြည့်ပစ္စည်းလေးပါမပင်မပန်းပဲနဲ့မြတ်စွာဘုရားရဲ့ပရိယတ်တောင်းကိုထမ်းလို့ပฏิပတ်တောင်းကိုထမ်းလို့အဲ့လိုနေပြီးတက္ကလာတန်ត្រာကလွတ်နိုင်ကြမယ် အဲ့ဒါကိုင်းကျုံပြီးကျုံကိုင်းပြီးဆိုတဲ့အနေမျိုးနဲ့ဆရာကိုတကားကမိတကားကိုဆရာကမိပြီးတကားလားသံဃာကလွတ်ကြရမှာဖြစ်တော့ကြောင်းကိုကြီးကကအမှီရနိုင်တဲ့ဆရာအမှီရနိုင်တဲ့တကားဖြစ်အောင်ကျိုးစားသင့်ကြတယ်လို့သာဃာရာအနာဃာရာသဥဘောအင်ညုံညနေသီတံအာရတယံဒီသတ္တမံယောဂေကိမမနုတရံသာဃာရာသအင်ယာတိတောင်းလူတို့ပေါင်းနိုင်နေထိုင်ကြကုန်တော့သူတော်ကောင်းတို့ဒီလကောင်း အနာဂါရသာအင်းရမတောင်သာသနာပုံ၌နေတိုင်းရကုန်သောသာသနာဝန်ဆောင်ထိတ်ကောင်းနေအရှင်မြတ်တို့သည်၎င်းဥဘောဆရာနဂါနှစ်ဦးတို့သည်အင်းညွန်ညနေသည်တာအကိုင်းကိုကျွန်းမီကျွန်းကိုင်းမီတို့ပမီမရွေချင်းချင်းအားထားကြကုန်လေအနုတရံအတုမကြီးမြတ်ကောင်းသည်တို့ယောဂေခေမံကာမယောဂဘောယောဂဒိဋ္ဌိယောဂဝိဇ္ဇာယောဂဆိုတဲ့ယောဂတို့ဤကုံဆုံးရာဖြစ်တဲ့နိဗ္ဗာန်ကို အာရာတရားဒီကိုကြီးကိုငါပြည်စည်းအောင်ဆောင်ရဲနိုင်ကြပြီကုန်တည်းဒီတော့ဘုန်းကြီးသောသောကယဟန်ကမှာဩဝါဒပေးသူကသာသနာတော်ဆိုတဲ့ဥစ္စာဘယ်လိုပဲလို့နားလည်လောက်ပြီနော်ဩဝါဒပေးသူကသာသနာတော်ဟာဆွမ်းကောင်းတယ်စားဖို့ တလုံးမဟုတ်ပြီဘူးမြရအောင်ဆွမ်းရဖို့သင်္ကန်းကောင်တွေဝတ်ပြီးတော့တရှမ်းကျွန်းနဲ့လမ်းပလာနေဖို့မဟုတ်ပြီဘူးသင်္ကန်းမြရအောင်ဝတ်ပြီးတော့တရားကျင့်နေကြဖို့သာပေတင်နေကြဖို့ကျောင်းကြီးကံကြီးတွေပေါ်မှာဆက်တော်ခေါ်ပြီးတော့ပြောနေဖို့မဟုတ်ပြီဘူးကျောင်းကလေးကံကလေးမှာပဲဖြစ်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 မိမိတို့ပရိယာပฏิပတ်ကိုအားထုတ်နေကြဖို့ ဒီလိုအနေမျိုးနဲ့မြတ်စွာဘုရားရဲ့အလိုတော်ဟောရှိတုန်းကသမိုင်းပေါ့လေနေပေါင်း2500ကျော်တုန်းကသမိုင်းအတိုင်းပြန်ပြီးတော့ကောက်နိုင်မှသာသနာအစ်အမှန်ရောက်မယ်ဆိုတဲ့အိဗေမျိုးကိုယဟန်လောင်းယဟန်ကန်တုန်းကဩဝါဒပေးခဲ့ပြီနော်ယခုလည်းပဲဟိုတရားတို့တကယ်စေတနာနဲ့ဆိုရင်ဒီဘဝကလွန်သွားတဲ့အခါမှာသေချာတဲ့ကိမျိုး ရဖို့လိုတယ်။ဟိုနတ်ပြည်ဒီမပြည်မှာအလောင်းလျာသူတော်ကောင်းတွေအများကြီးရှိကြတယ်။အဲ့ဒီအလောင်းလျာသူတော်ကောင်းတွေနဲ့ရှင်တွဲနေတဲ့အခါကျရင်မိမိတို့ရဲ့အစဉ်အမ်းမနှိမ်ပဲနဲ့အကယ်၍ကြွတန်းဝင်ကြရင်မိမိတို့ဝင်နိုင်တဲ့အနေမျိုးရအောင်စိတ်အားချက်တန်စွာနဲ့ခုနင်းကသီလကိုထိမ့်လို့ဒါနကိုလည်းပဲအကျိုးရှိတဲ့ဒါနကိုပြုလို့တတဝရရဲ့ပေါ်မှာမေတ္တာကရုဏာထားလို့လောဘဒေါသမာနဣတမတိယတွေနဲလို့အဲ့လိုသွားဖို့ရန်ပြောခဲ့တယ်နော် ညာတုံးကဘုဇင်တရားကိုအဖွင့်ခိုင်းပြီးတော့ဥပဒနာတော်တော်များများပါတဲ့တရားကိုလည်းဘုန်းကြီးကနာစီတယ်နော်အဲ့ဒီတရားသုံးမျိုးလောက်ကိုဤပြီးတော့တတိထားပြီးတော့မိမိတို့ဆရာစင်ပမဇ္ဇေဟောကြပြောကြဆုံးမကြတဲ့တရားတွေလိုက်နာလို့ရှိရင်မိမိတို့အသိညာလိုက်လိုက်နာကြလို့ရှိရင်ဘဝနဲ့တံပတ္တိဆိုတဲ့နောက်ဘဝရောက်တဲ့အခါမှာကြောက်เสียရမရှိပါဘူးအဲ့ဒီနောက်ဘဝအပြင် မြတ်စွာဘုရားပွင့်တော်မူလာတဲ့အခါမှာပါရမီအဲသူကြီးတွေဘာတွေအထူးမပန်းလို့ရှိရင်ကျွတ်တန်းဝင်ဖို့ရလဲဖြစ်နေစရာရှိတယ်။အဲဒါကြောင့်တမ်းမန်ကလေးအလှရှင်အလှတကအလှမမျိုးမဖြစ်စေဘဲနဲ့တကယ်ပါရမီရှင်သူတော်ရှင်ဖြစ်အောင်အလှတကအလှမတွေဖြစ်အောင်ကိုကြီးကိုငါကြိုးစားပြီးအာထုံနိုင်ကြစေကုန်တည်း။